လေးဆိုပါကျွန်တော်ဒီနေ့သင်မဲ့ဟာတော့ကျွန်တော်ဒီ page လေးရောက်တက်မှာရှိတဲ့ကျွန်တော်တို့ margins orientation size columns ဆိုတဲ့ဟာလေးကိုကျွန်တော်သင်ပြပေးမှာဖြစ်ပါတယ်ဗျအဲ့တော့ကျွန်တော်တို့ Microsoft Word ကိုဖွင့်လိုက်ရအောင်အဲ့တော့ကျွန်တော်တို့ဖွင့်မယ်ဆိုလို့ရှိရင် keyboard ပေါ်ကနော်မြင်သာအောင်ပြရတာဗျဒီမှာ ကျွန်တော် window key ပါเนาะ window key ကိုဖိထားမယ်ဖိပြီးလို့ရှိရင်ဒီမှာ r ကိုနှိပ်ပါမယ်เนาะအဲ့ဒါဆိုလို့ရှိရင်ဒီမှာ run bound လေးပေါ်လာမယ်เนาะကျွန်တော်တို့အဲ့ဒီ run bound လေးမှာကျွန်တော်တို့ကဝင် wa ဆိုတာလေးကိုနှိပ်ပါမယ် okay နှိပ်ရင်လည်းရပါတယ်ဒါမှမဟုတ် keyboard ပေါ်က enter key ကိုနှိပ်ရင်လည်းရပါတယ်เนาะကျွန်တော်ဒီမှာ okay ဆိုတာလေးကိုနှိပ်လိုက်ပါမယ် blank document ပါဒါရှိရလဲကျွန်တော်ဆက်ဆက်ပြောလာပြီပေါ့နော်ဒီအားလေးကတော့ ရမယ်လို့ထင်ပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်ဒီမှာ page layout ဆိုတဲ့ tab လေးကိုကျွန်တော်တို့သွားလိုက်မယ်เนาะသွားပြီးတဲ့အခါကြာလို့ရှိရင်သူ့မှာဒီမှာ margin ဆိုတဲ့ဟာလေးပေါ့เนาะအဲ့ဒီမျှလေးကိုနှိပ်ကြည့်ပါဗျာ margin ဆိုတဲ့ဟာလေးမှာဒီမှာသူ့မှာပုံလေးလဲပြထားတယ်ဗျာเนาะဒီမှာ margin ဆိုတာမှာ top top အပေါ်မှာနေပြီးတော့0.4 inch ပေါ့เนาะလက်မပေါ့0.3လက်မ3.56လက်မဒါကြတော့ ဘဲပေါ့နော်ဒီကောင်ကကြာတော့ညာညာမှာ0.44ဒီဟာအောက်ကနေ bottom အောက်ကဆိုတာ0.31လက်မှာပေါ့နော်အဲ့လိုမျိုးအဲ့ဒါလေးကိုသူကတတ်မှတ်ပြီးသားပေါ့ပြောချင်တာဒီဒီပုံစံလေးကိုလိုချင်လို့ရှင်တော့ဒီဟာလေးကိုတစ်ချက်နှိမ့်လိုက်ရင်ရပြီဒါကတော့ normal သုံးတဲ့ဟာလေးပေါ့ဗျာနော် top မှာတစ်လက်မှာ bottom မှာတစ်လက်မှာဘဲဖက်မှာတစ်လက်မှာညာဖက်မှာတစ်လက်မှာပေါ့နော်အဲ့ဒါအဲ့လိုမှမဟုတ်ဘူးဟိုကနေပြီးတော့ဒါချင်းချင်းလေးလိုချင်တယ်ဆိုလို့ရှင်တော့ဒီမှာ narrow ပေါ့နော် ်အဲ့ဒါနေပြီးတော့ဥမာအပေါ်မှာနေပြီးတော့0.5နော်အောက်မှာနေပြီးတော့0.5 left မှာနေပြီးတော့ဘယ်ဖက်မှာ0.5ညာဖက်မှာ0.5ပေါ့ဒါလေးလိုချင်ဒီဟာလေးနှိပ်လိုက်ရမှာပေါ့နော်အဲ့လိုမျိုးအဲ့တော့ဒီဟာကကျွန်တော်တို့ကတော့ normal ဆိုတဲ့ဟာလေးပဲသုံးခဲ့ပေါ့နော်တစ်လက်မှာတစ်လက်မှာအဲ့ဒါလေးကိုတစ်ချက်နှိပ်လိုက်မယ်အဲ့ဒါဆိုရင်ဒါသူတတ်မှတ်ထားတဲ့အတိုင်းလေးဖြုတ်သွားပြီပေါ့ဗျာဒီမှာပေါ့နော်အဲ့လိုမျိုးအဲ့လိုလေးလဲတတ်မှတ်လို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့က ဒီမှာသူပေးထားတဲ့ format အတိုင်းမလို့ခြင်းဘူးဒီမှာကိုကစစ်ကြိုက်ကိုဟာကိုဖန်တီးပြီးသုံးကျင်တယ်ဆိုလို့ရှိရင်လည်းရပါတယ်ဒီမှာ custom margin ဆိုတာလေးရှိတယ်ဗျာနော်ဒီမှာကိုဟာကိုဒီမှာစစ်ကြိုက်တတ်မှတ်ပြီးလဲကျွန်တော်တို့သုံးလို့ရတယ်နော်ဒီမှာ top မှာဘယ်လောက်ထားမလဲ bottom မှာဘယ်လောက်ထားမလဲနော် left မှာဘယ်လောက်ထားမလဲ right မှာဘယ်လောက်ထားမလဲပေါ့နော်အဲ့လိုဆိုပြီးတော့လဲကျွန်တော်တို့ဒါဒီမှာယူသုံးလို့ရတယ်ပေါ့နော်ပြောချင်တာနေပြီနော်โอเค ပြီးလို့ရှိရင်ဒီမှာ orientation ပြနော် orientation ဆိုတဲ့ဟာလေးကိုကျွန်တော်တို့မျှတော့တစ်ချက်နှိပ်ကြည့်မယ် orientation ဆိုတဲ့ဟာကကျွန်တော်တို့ဒီမှာ portrait ရယ် landscape ရယ်ဆိုပြီးပြရှိရယ်နော်အဲ့လိုမျိုး portrait ဆိုတာကတော့ဒါ down light ပေါ့ဗျာဒီကောင်လေးကအခုကျွန်တော်တို့သုံးနေတာဒါ down light သုံးနေတာပေါ့နော်နော်ဒီမှာ landscape ဆိုတဲ့ဟာလေးကိုနှိပ်ကြည့်မယ်ဒါအလျားလိုက်ဖြစ်သွားတယ်နော်โอเคအဲ့တော့ကျွန်တော်တို့မြင်သာအောင်ပြရမယ်ဆိုလို့ရှိရင်စာပိုက်လေးခေါ်လိုက်မယ်ဗျာနော် okay စာပိုင်လေးကွာလိုက်ပြီเนาะဒီမှာ orientation ကိုကျွန်တော်နှိပ်မယ်ပြီးရင် portrait ဆိုတာလေးကိုနှိပ်ကြည့်เนาะဒီမှာ down လိုက်ပြပါနော် orientation ကိုနှိပ်မယ်ပြီးရင် landscape ဆိုတာလေးကိုနှိပ်ကြည့်မယ်ဒီမှာလေ့လာလိုက်ပုံစံလေးဖြစ်သွားတာเนาะနာမည်သာပါတယ် okay ပြီးလို့ရှိရင်ဒီမှာ site ဆိုတဲ့ဟာလေးကို ထပ်သွားကြည့်အောင်ကျွန်တော်တို့နော်ဒီမှာ size ဆိုတဲ့ညားလေးကိုကျွန်တော်တို့နှိပ်ကြည့်မယ်နှိပ်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာဒါကကြတော့ကျွန်တော်တို့ဒီကျွန်တော်တို့သုံးနေတဲ့ဒီစာရွက်ကနေပြီးတော့ဘယ်လိုစာရွက်အမျိုးအစားကိုသုံးမလဲပေါ့နော်ဒါ print ထုတ်တဲ့အခါကြာလို့ရှိရင်လည်းကျွန်တော်တို့ဒါတော်တော်အသုံးတည့်တဲ့ဟာပေါ့နော်အခုမှကျွန်တော်တို့ legal ကိုသုံးမလားနော်တော်တော်များများတော့ကျွန်တော်တို့ A4 ပဲသုံးကြတာဟုတ်နော်ဘယ်လိုမျိုး A4 သုံးမှဆိုရင် A4 နှိပ်လိုက်ပေါ့ဒါ A4 ပုံစံဖြစ်သွားနော်ဘယ်လိုမျိုး ကျွန်တော်တို့အလုံးမမဟုတ်ဘူးကျွန်တော်တို့ကဥမာဒီမှာလီကယ်သုံးမယ်ဆိုလို့ရှိရင်လည်းဒါလီကယ်ပုံစံလေးနှိပ်လိုက်ပေါ့ဒါလီကယ်ဖြစ်သွားပြီဟုတ်လိမ့်မယ်เนาะပြောချင်တာကနေပြီးဥမာဒီမှာတော့ကျွန်တော်တို့လီကယ်သတ်မှတ်ထားတယ်เนาะအဲ့လိုမျိုးလီကယ်သတ်မှတ်ထားတယ်ဥမာ print เนาะစာရွက်ထုတ်တဲ့အခါကျလို့ရှိရင် printer ပေါ်မှာကျွန်တော်တို့သုံးမဲ့စာရွက်ကလည်း legal ဆိုတဲ့စာရွက်ကိုနေပြီးတော့ကျွန်တော်တို့သုံးမှာပဲရှားမှာပဲเนาะကျွန်တော်တို့ဒီမှာ A4 သတ်မှတ်ထားတယ်ဆို တက်မှတ်ထားတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီ A4 စာရွက်ကိုသုံးပါပဲအဆင်ပြေမှာဖြစ်ပါတယ်ဗျာနော်အဲ့ဒါလေးကိုလည်းပြောချင်တာမှာနားလည်မယ်လို့ထင်ပါတယ်နောက်တစ်ခုကဒီမှာကျွန်တော်တို့ column ပေါ့နော် column ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ကြည့်အောင်ဒီမှာ column ကတော့ဒီမှာတော့1ပေါ့တကူတယ်ပေါ့ဒီမှာ2 3နော်ဒီမှာ3ပြီးတော့နေပြီးတော့ဒီမှာနေပြီးတော့ left right ဆိုတာလေးရှိတယ်နော်ဒီမှာနေပြီးတော့ left ကျတော့ဒီဘက်မှာဒီပုံစံလေးပြထားတယ်ဗျာနော်ဒီမှာ ဘယ်ဖက်မှာနေပြီးတော့တူတူလေးရင်နဲ့ဒီဖက်မှာ right ဆိုတာညာဖက်မှာဒီမှာတူတူလေးရင်နဲ့မြင်ကြောင်းနေတယ်ပေါ့နော်အဲ့တော့သုံးကြည့်အောင်ကျွန်တော်တို့2ကိုပထမနော် colon 2ဒီမှာ colon မ colon ဖြစ်သွားတယ်နော် colon မ colon ဖြစ်သွားတယ်နော်နောက်တစ်ခုနေကြည့်မယ် colon 3ကိုနှိပ်မယ်ဒီမှာ colon က3ခုဖြစ်သွားတယ် เนาะဟိုတကာတကာကျွန်တော်တို့နေပြီးတော့အမှဒီ pamphlet ထုတ်တဲ့အချိန်မျိုးလေးတွေပေါ့ဗျာအဲ့လိုမျိုးစာရွက်တွေလေးကိုခောက်ထားတာပေါ့เนาะဟို A4 ဆို A4 စာရွက်ကတော့တွေ့ရထဲပဲဒါပေမဲ့နေပြီးကျွန်တော်ဒီမှာခောက်ထားတယ်ပေါ့သုံးပိုင်းလေးခောက်ထားတဲ့ပုံစံမျိုးလေးတွေထုတ်တဲ့ဟာပေါ့เนาะစာရွက်ကိုအဲ့လိုမျိုးအဲ့လိုပုံစံလေးတွေထုတ်တဲ့နေရာမှာသုံးပါတယ်ဒီဟာ column ပေါ့เนาะဒီအဲ့လိုမှမဟုတ်ဒီကောင် lab ဆိုတာလေးကိုနှိပ်ကြည့်မယ်เนาะဒီမှာ lab ဆိုတဲ့ဟာ column ကတော့ column နှစ်ခုပဲဒါပေမဲ့နေပြီးဒီဘက် lab ကတော့ဒီစာပိုက်လေးကတော့ဒီလိုတူတူလေးပေါ့ဗျာ เนาะจริงจริงเลยบ่เนาะยาแฟมาတော့ဒါเจ็ดเจ๋ยบ่เนาะอ่ามาမဟုတ်ကျွန်တော်တို့ right ဆိုတဲ့ဟာလေးကိုထားမယ်ဆိုလို့ရှိရင်ဒီမှာညာဖက်မှာကြတော့ဒီမှာဒါချင်းချင်းလေးပေါ့နော်တုံးတဲ့စာပိုက်လေးကချင်းချင်းလေးဒီဖက်မှာကြတော့ဒါပေပယ်ကကြတော့ကျဲကျဲလေးပေါ့ကော်လင်ကတော့နှစ်ကော်လင်ပဲနော်လိုမှာမဟုတ်ဘူးကျွန်တော်တို့ကဒီမှာ mo ကော်လင်ဆိုတဲ့ဟာလေးကိုရွေးပြီးတုံးမယ်ဆိုလို့ရှိရင်ဒီမှာကိုကဘယ်နှကော်လင်သတ်မှတ်ခြင်းလဲနော်ဒီမှာ၅ကော်လင်လား၅ကော်လင်အဲ့လိုသတ်မှတ်လို့ရတယ်ဗျနော် လို့လည်းသတ်မှတ်ပြီးလည်းသုံးလို့ရပါတယ်အဆင်ပြေပါတင်ပါတယ်အားလုံးကျေးဇူးအများကြီးတင်ပါတယ်